ရင်းလာမယ်ယူပိုင်းစံဆင်းရဲဒုက္ခတွေကင်းဝေးကြပြီးတော့စိတ်ခံစားမှုပိုင်းကျမ်းမှချမ်းသာကြပါသည်ဒီနေ့ကျွန်တော်ပြောချင်တာပြောပြချင်တာကအာရုံဆိုင်ရာဝိညာဉ်တစ်ခုပေါ့နော်အာရုံဆိုင်ရာဝိညာဉ်တစ်ခုအကြောင်းကိုဟိုအတူလေးပြောပြပါမယ်ကျွန်တော်တိုင်းစီရှုတော့မှာ တီဆိုတဲ့နော်အာမာဘူရာဆိုတဲ့ကြည်လေးပါရှေ့တယ်မှာတီဆိုတဲ့ပြက်မယ်ဓမ္မမဟုတ်ရင်အကျဉ်းမိသွားမယ်ဆိုရင်သူ့ရဲ့မိဘတက်ဖြစ်တဲ့ဘာယောတက်တီရာလေးလွန်ခဲ့လာမယ်နောက်အဲ့ဘာလွန်ခဲ့လာတဲ့ဘာယောတက်တီရဲ့လက္ခဏာကြီးလည်းထင်ရှားလာမယ်အဲဝိုင်းလက်ရဲ့တင်ချလာမှာဝါယောဆိုတဲ့အတိုင်းလီဆိုတဲ့အတိုင်းအငိမ့်နေတဲ့မျိုးမဟုတ်တဲ့အတွက် ခြေလက်တွေလှုပ်တာတွေတုံတာတွေကွေးတာတွေကောက်တာတွေဖြစ်လာမယ်နော်ခုနစောပြောလို့တီသောတက်ပြက်တယ်အကျဉ်းမိတယ်တီသောတက်ဒီအကျဉ်းမိတယ်ဆိုရင်ဘာဖြစ်လာလဲဆိုရင်စိတ်ပိုင်းအတိစိတ်ရှားကြီးလွတ်တက်တယ်နော်အတိညာထိမ့်သိမ့်နိုင်တဲ့စီမံခံခွဲနိုင်တဲ့ဆိုင်ယာကြီးရွတ်ကြသွားတယ်ဒါရပါရဲ့အဲ့ဒီတန်တပါးရဲ့လက္ခဏာကြီး မလွန်ရုပ်တွေကြည့်ဘာနဲ့တော့တူလဲဆိုတော့ဒီနေ့ခေတ်ပြောနေတဲ့အတက်ယောဂါပေါ့နော်အတက်လက္ခဏာတွေနဲ့တော့တူတယ်အပီလက်စီသမုတ်စိုက်စားပေါ့နော်ဒီလက္ခဏာတွေနဲ့တော့တူနေတယ်အဲ့တော့ဒီလက္ခဏာတွေဒီအရာတွေကိုအတိုင်းစစ်ရှုတော့ရအဲ့လိုမျိုးဓာတ်ကိုမဟာဗုဒ္ဓဓာတ်ကြီးကိုအခြေခံပြီးတော့သုံးသပ်တာရှိတယ်အတိုင်းအခြားစိတ်ပညာမှာလည်း ဘာကြောင့်ဒီလိုလက္ခဏာဖြစ်တယ်ဆိုတာကိုပြောပြထားတာ။ဟာဘုဒ္ဓရအနေနဲ့ဖြတ်ပြောပါမယ်နော်။ဥကောင်းမိုင်းကိုထိခိုက်တံရည်ရှိလာခဲ့ရင်ဒါမှမဟုတ်ရင်ဥကောင်းထဲမှာအကျိတ်လိုမျိုးတွေတခုမူမမှန်တဲ့အကျိတ်တီလာမျိုးတွေပေါ့နော်အလုံးခဲတွေအဲ့လိုမျိုးတွေရှိနေခဲ့ရင်နော်ယောဂကိုကုသခံရရင်ဘိုးကတွေးကြောရည်ရည်တစ်စင်းဒီဒီဥကောင်းမိုင်းကိုပေါ့နော်ဟုတ်တော့ ဒီဥကောင်းမိုင်းကိုရောက်တာပြီဆိုရင်အဲ့ရင်ပိုးရဲ့သူရောက်တဲ့နေရာတည်နေရာကြောင့်လို့ဒီလက္ခဏာတွေကခုနအတက်လက္ခဏာတွေကဖြစ်ရတယ်ပေါ့နော်ဥမာဘယ်လို HIV ပိုးဥပမာ HIV ပိုးဆိုရင်လည်းကောင်းတဲ့ရောက်တိုင်းဖြစ်တယ်နော်အသိစိတ်တွေလွတ်တယ်အောင်ရဆိုင်ရာပြဿနာတွေပေါ်လာတယ်နှပြားယောဂါလိုမျိုးတွေနော်အဲ့ဒီမှာအဲ့ဒီကွာ ယောဂအဲယောဂပိုးလို့မဟုတ်တဲ့ပန်းကောင်တုတ်ကောင်မျိုးစားတစ်ခုကြောင့်ဖြစ်တတ်တယ်တင်းနီယဆိုရင်လို့မျိုးကျွန်တော်အထက်တန်းကျောင်းမှာတော့မှာအထက်တန်းကျောင်းသားဘွားတော်ကအဲ့ဒီတင်းနီယဆိုရင်ကြောင်းသင်ခဲ့ဘူးပါလိမ့်မယ်နော်တုတ်ပြားကောင်လို့ပါတန်းကောင်လို့မျိုးသူကတုတ်ပြားကောင်လို့ပေါ့အဲ့ဒီကောင်လေးကသူအကောင်လိုက်ကတော့သူကျော်တယ်မဝင်တယ်ဒါပေမဲ့သူဥလိုက်တဲ့ဥလီယာသူကျော်တယ်ကနေတဆင်ပါပြီးတော့အထူးရောက်သွားရင်ခုနပြဿနာလေးအောင်ရဆန်ပြဿနာလေးကျော်ရနိုင်တယ် ောက်တစ်ခုကမျိုးယိုမျိုးယိုကတော့ဒါမြင်ပေလို့မရဘူးပေါ့နော်မျိုးယိုရှိတဲ့လူတိုင်းအားလုံးရှိရမယ်လို့တော့မဟုတ်ဘူးဒါပေမဲ့မျိုးယိုဆိုတဲ့အကြောင်းတရားတစ်ခုဆိုတော့ကျွန်တော် cost တစ်ခုတွေမှာတော့ထည့်သွင်းစဉ်းစားပါတယ်အဲ့မှာတိုင်းစေးရှုထောင်းမြန်မာတိုင်းစေးရှုထောင်းအရာရောခြားစေးပညာရေးရှုထောင်းအရာရောရှိပေါ့အမျိုးမျိုးဝင်ဆိုကြတယ်ပေါ့နော်နောက်တစ်ခုကထူးဆန်းတာကတခါတည်းရင်ဒီပညာနဲ့ အပြစ်အနာစာရှာလို့မရဖြစ်အခြေအနေလေးကြုံရတယ်ခဏခဏကြုံရတယ်ဥပမာ CT scan ဥပမာ CT scan ရိုက်တာမျိုးတွေ MRI ရိုက်တာမျိုးတွေရှာကြည့်ရဘာမှမတွေ့ဘူးအခြေပေါ်အပြစ်အနာစာဘာမှမရှိဘူးဒါမျိုးကလေးမှာတော့အယောဂပိုးတွေစစ်တယ်မရှိဘူးမျိုးရိုးစဉ်းစားတော့လည်းမျိုးရိုးမှလည်းမရှိဘူးအဲ့တော့ဒီပညာနဲ့ပေါ့နော်အဖြစ်ရှာလို့မတွေ့တဲ့အခါမျိုးအခြေအနေမျိုး တွေ့လဲကြုံရရှိနေတယ်နော်ဒါဘုဒ္ဓတရားနဲ့ပြောပြတယ်ကျွန်တော်တိုင်းဆေးရှုတော်ကနေရတော့ဘယ်လိုအခြေအနေမှာပဲကြုံရကြုံရကြုံတွေ့ခံစားနေရဝေဒနာတွေလက္ခဏာတွေကိုကျွန်တော်တိတိတာတာတတ်တန်စီတဲ့နိစနစ်ရှိတယ်ဆိုတဲ့အကြောင်းကိုဒီကနေ့တစ်ဆင့်ပြောချင်ပါတယ်ပေါ့နော်